ားလုံးပဲမင်္ဂလာပါရှင်မြန်မာ YD Channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူစေရနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မှော်စဉ်ပညာပြိုင်ပွဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ Channel လေးကို Like and Subscribe လေးနဲ့ဇာတ်လမ်းသစ်တွေတင်နိုင်သိရှိနိုင်မှုလည်း Notify Bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်အနောက်ဘက်တောင်တန်းတွေကိုတိုးဝင်လူဆဲဆဲဖြစ်နေတဲ့နေမင်းကြီးရဲ့အလင်းရောင်နဲ့အတူ ဆုံးဖြူမှရွာလီကတာယာလှပလို့နေခဲ့တယ်။ရွာနဲ့တခြားမှာတော့ယောက်ျားမိန်းမတို့ကမိမိတို့တက်အပ်တဲ့ပညာရက်တွေနဲ့ကျူးကျော်သူတွေမဝင်ရောက်လာအောင်အစီရင်တွေပြုလုပ်နေကြတယ်။အဲဒီတဲမှာတော့ဆုံးဖြူမှရွာအကြီးကအဖွားစင်ညာနဲ့အတူအောင်မြတ်တာလည်းပါဝင်နေတယ်။စက်ကြောမောင်နှမကတော့ရွာတိတ်အဆက်မှာကြေးပြားနဲ့ပြုလုပ်ထားတဲ့အစီရင်တချို့ကိုမြှုပ်နှံနေပြီးဖိုးကလုံးနဲ့မောင်စမကတော့ရွာနောက်ဘက်က စီယိုးဆက်မှာအင်းစမတချို့ကိုမြှောက်နှံနေခဲ့ကြတယ် အလေးရောက်ပြောင်းဆိုလို့ညအချိန်ရောက်လာတဲ့အခါမှာတော့စီမီးတိုင်နဲ့အစီအီထွန်းထားတဲ့အပွားစိတ်ညာရဲ့အရှိမအားလုံးစူးလိုက်ကြပြီးတနေ့တာဆောင်ရွက်ခဲ့တဲ့အမှုကိစ္စတွေကိုပြောဆိုနေတဲ့အချိန်ညူမောင်ကမတိမတားနဲ့အပြင်ကိုထွက်လာခဲ့လိုက်တယ်။ညတကောင်အချိန်ရောက်တော့မိကိုရောင်ခြုံတဲ့ကိုခြုံထားတဲ့လူတစ်ယောက်ကအစီအင်းလေးလှုပ်ထားတဲ့နေရာကိုကြော့ခွပြီးရွာပြင်ကိုထွက်လာခဲ့တယ်။ရွာပြင်ရောက်တော့လူရိတ်လူချေကြည့်ပြီး ကြက်ခဲရုံပေးမှစောင့်နေတဲ့အချိန်လဒါသုံးကောင်ကတောင်မှန်တစ်ဖက်ပြက်နဲ့ခတ်ပြီးပြန်လာတာမြင်လိုက်ရတယ်။လဒါသုံးကောင်ကကြက်ခဲရုံအနားလေးရောက်တော့တောင်မှန်ကိုရှက်လိုက်ရာယောက်ျားသုံးယောက်အသွင်ပြောင်းသွားခဲ့တယ်။မြို့မှာမင်းစောင့်နေရကြပြီလား။မကြသေးပါဘူးဆရာကြီး။ရွာထဲမှာဘာတွေထူးကြသေးလဲ။ဆရာကြီးတို့လည်းဟန့်တားဖို့အစီအရင်တွေအများကြီးလုပ်ထားတယ်။နောက်ပြီးရွာထဲမှာရောက်နေတဲ့ဧည့်သည်တွေကလည်းအေးစမတွေကိုရွာပြင်မှာမြှောက်ထားတာမြင်နေစီရအင်း မင်းအနေနဲ့အစီရင်နေဗမာမြုပ်ထားတယ်ဆိုတာသိအောင်လုပ်ထားဒီလားွယ်နေသကောင်းရဲ့အချင်းတရွာလုံးကိုမီးလောင်တိုက်သွင်းပြင်မယ်လျှော့ဒီဘဝရီကိုယူထားဘဝရီကဘာလို့မလို့လဲစီအိုင်ငါတို့ရွာထဲဝင်လာရင်မင်းမိသားစုကဒီဘဝရီကိုလဲပေးမှစီခိုင်းတာအနည်းရအဆောက်အအုံတော့ခြံစည်းရိုးမှချီထားဒါမှငါလူတွေကမင်းအိမ်ကိုတိနိုင်မယ်ကျေးဇူးတင်ပါတယ်စီအိုင်နောက်ရက်တည်းကျွန်တော်ရွာပြင်ထွက်လာရင်သူတို့ရင်းမိကြမှာမို့ အစီရင်နေမြုပ်ထားတဲ့နေရာခုပဲပြောပြခဲ့ပါမယ်။မင်းရဲ့ဆွဲဆောင်မှုကငါတို့အတွက်တိတ်ပြီးအရေးပါတာမို့ဒီကိစ္စပြီးရင်မင်းအတွက်ထိုက်တန်တဲ့နေရာတစ်ခုပေးဖို့စီစဉ်ထားတယ်။ကျွန်တော်ဆရာကြီးအတွက်အစွမ်းကုန်ကြိုးစားပေးပါမယ်။ညိုမောင်ကစကားပြောနေရင်ရုတ်တရက်စက်ခဲရုံထဲကိုဝင်လိုက်တာကြောင့်ကျန်တဲ့သူတွေလည်းအမှောင်ထဲကိုတိုးဝင်လိုက်ကြတယ်။ရွာတွေကနေတယောက်ယောက်ထွက်လာတယ်လို့ပဲ။ညိုမောင်ကလေးတန်းအုပ်အုပ်နဲ့ပြောနေတဲ့ချိန်အဖွားစိတ်ညာနဲ့အတူ အောင်မြတ်သားတို့ရွာပြင်ထွက်လာခဲ့ကြတယ်။မင်းရွာပြင်ထွက်လာတာတိသွားတာများလား။မဟုတ်တော့ဘူးစရာအေး။သူတို့ရဲ့တချို့စီရင်တွေကလားတက်ကိုယူပြီးလှုပ်ရတာမို့ဒီချိန်ထွက်လာကြတာနေမယ်။အောင်မြတ်သားတို့လည်းလက်စားတက်ရမယ့်အစီရင်တွေကိုအပီးတက်လုပ်နေရဲ့ချိန်ဂါမနီဘေးမှာရက်နေရဲ့လူကမျက်မှောက်ကျုပ်လိုက်ပြီးဒီလူတွေကိုနှက်ဖွဲ့ရွာတိုက်ပွဲတုန်းကမြင်လိုက်တယ်။ဘာပြောလဲ။ဟုတ်တယ်စရာအေး။အဲ့ဒီတော့ကသူတို့က9ယောက်ရှိရာအခုကြ9ယောက်ပဲတွေ့ရတယ်။ ဒီကောင်းလေးဆိုတာတေးကြလားတေးကြပါလေဆရာကြီးကျုံမျက်နှာထံရသူတို့ကြောင့်ရခဲ့တာပါဒါဆိုတစ်ချက်ခုနှစ်ချက်ပြက်ပဲဟိကာမဏီရအန်ကိုကြိတ်ကရေးရွလိုက်ပြီး အမောင်တူတဲကနေအောင်မြတ်သားတို့ကိုစိုက်ကြည့်နေခဲ့တယ်နေရအပူချင်းရပြင်းနေရတဲ့ဖူကလုံးတယောက်ကုတ်ကုတ်ပြီးအောင်မထိုင်ပြီးနောက်စလုံးလေးကိုစီနေတဲ့အချိန်ငပြောသည်တပီးကိုကင်ထားတဲ့ဆက်ကြရောက်လာခဲ့တယ်ဟိတ်ကဖူကလုံးဆရာတို့ပဲသွားလဲ ိမ်ပေါ်မှာရှိမှာပေါ့မင်းရလဲကွာငါ့ကိုစိတ်ဆိုးနေရလားငါကဘာလို့စိတ်ဆိုးရမှာလဲမသိပါဘူးမင်းစကားပြောမှုကဘူးဆက်ဆက်ဖြစ်နေလို့မေးကြည့်ရပါဒီကောင်ကအဲ့လိုပဲပြောတတ်လို့ပါဆက်ကြရဲ့ဆိုတဲ့အတန်နဲ့တူမောင်စမားတယောက်အိမ်ပေါ်ကနေဆင်းလာခဲ့တယ်ဆရာတို့အပေါ်မှာရှိနေလားဗျရှိတော့ရှိရဲ့ဒါပေမဲ့အင်းဆွဲနေကြလို့မင်းကိုစကားပြောနိုင်မှမထင်ဘူးအရေးကြီးလို့လားအရေးတော့မကြီးပါဘူးခြံထွက်ငါပြောသည်လေးလာပို့တာပါ ကျေးဇူးပဲဆက်ကြိုင်မင်းရောညာဘက်ရွာထဲလှည့်နေသေးလားညာသက်ကောင်ချင်းတော့လှည့်ကြည့်ပါရဲဘာမှထူးခြားတာတော့မတွေ့မိဘူးတကယ်လို့ထူးခြားတာတစ်ခုခုတွေ့အချိန်မရွေးလာပြောဦးနော်ဟိုကောင်တွေကဘယ်ချိန်ရောက်လာမလဲမပြောတတ်သေးဘူးကျွန်တော်လည်းဒီကိစ္စကိုစိတ်ပူနေတာသူတို့ဘက်ကအရန်ကိုညိန်သက်နေရောစိတ်ထဲတမျိုးပဲအရန်ကြီးလည်းစိတ်ပင်ပန်းခံမနေနဲ့ဦးတကယ်ဖြစ်တဲ့ချိန်အာမရှိဖြစ်နေအောင်ပဲဟုတ်တယ်နော်လိုက်တွေးနေရင်စိတ်ပင်ပန်းတာပဲရှိမှာ ဒါကြောင့်ဖြစ်လာမှရှင်းဆိုင်ကြတာပေါ့ဗျစัจကြာကငပြောတိတွဲကိုဖိုးကရုံးကိုကမ်းပေးလိုက်ပြီးအပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်ဆုံးဖြူမှာရွာနဲ့ဆယ်မိုင်လောက်ဝေးရဲ့ကញင်ကုန်းရွာဆုံးအိတ်တလုံးထဲမှာတော့ယောက်ျားမိန်းမတွေစုဝေးနေကြကြတယ်သူတို့ရဲ့အလယ်မှာတော့ညနေပြင်တစ်ခုလုံးကြောက်ပေါက်မာရီအပြည့်ဖြစ်နေတဲ့လူတယောက်ထိုင်နေပြီးတော့သူရှိရနေနွားတရည်နဲ့ရေးဆွဲထားတဲ့မြေပုံတစ်ချက်ရှိနေခဲ့တယ်အတွင်းလူရဲ့တည်င်းစကားအရရွာရဲ့ဝင်ပေါင်းတွေကို ငါတို့တုံးလို့မရတော့ဘူး။ဒါဆိုကျွန်တော်တို့ဘယ်နေရာကနေရွာထဲဝင်ကြမလဲ။ဒါမှမဟုတ်သူတို့ကိုရွာပြင်ထွက်လာအောင်မျှထုတ်ပါမလား။သူတို့ကအထက်ရနေပဲရင်ဆိုင်ဖို့စီစဉ်ထားတာမို့အပြင်တော့ထွက်လာမှာမဟုတ်ဘူး။ဒါကြောင့်ငါတို့ကရွာထဲကိုဝင်တိုက်မှရမယ်။စီအိုင်ရွာထဲကိုဘယ်လိုဝင်ဖို့စဉ်းစားထားလဲ။အယောင်ပြတဲ့နေကိုတုံးရမှာပေါ့။မင်းတို့ကလက်အောင်ငယ်သားတချို့နဲ့ရွာထိတ်ကစီးကိုဖောက်ဖို့ဟန်ပြင်းကြ။ငါနဲ့နောင်လိုက်တချို့ကအစီရင်လွတ်တဲ့နေရာတွေကနေအထက်ကိုဝင်မယ်။ မျိုးမောင်ဆိုသူရဲ့စကားကိုရောယုံကြည်လို့ရပါမလားတိတ်ရတာပေါ့သူ့ကြောင့်ပဲဘယ်နေရာမှာဘလို့အစီအရင်နေရှိနေရဲဆိုတာသိခဲ့ရတာလေကျွန်တော်တို့ကရောဘယ်ချိန်လူစုထားရမလဲစရာကြီးလားကွယ်နေမွန်းတက်ရနဲ့ဆုံးဖြူမှာရွာအနီးပတ်ဝန်းကျင်ကိုမရောင်မလည်နဲ့တွားနေကြငါအမိတ်မပေးမချင်းမင်းတို့ရဲ့တရုတ်မှန်ဘသူမှမသိစေနဲ့ဟုတ်ကဲ့ပါစရာကြီးကျွန်တော်တို့တတိထားပြီးနေပါမယ်ဒါဖြင့်မောင်တိန်ကလွယ်ပြီးကြံသူတွေပြန်လို့ရပြီ ကောင်းလီစကားကြောင့်ရှိနေတဲ့သူတွေအသီးသီးပြန်သွားခဲ့ရာနောက်ဆုံးမှာတော့မောင်ထိပ်တယောက်သာကြံ့ရခဲ့တယ်။ဆရာကြီးကျွန်တော်ကိုဘာတောင်းဝင်ပေးစရာရှိလို့လဲ။မင်းနဲ့ကဒီညဆုံးဖြူမှာရွာတဲ့ဝင်ကြရအောင်။ဟုတ်ကဲ့ဆရာကြီးခေါ်ရင်ငရဲပြီဆိုတဲ့မောင်ထိပ်ရလိုက်မှာပါဗျ။ဒါကြောင့်မင်းကိုအားကိုးနေရတာ။ကဲလူကြီးခေါင်းချကြေရောက်တာနဲ့စထွက်ကြရအောင်။ညာနဲ့တတဲနန်းလာရတဲ့အမြဆုံးဖြူမှာရွာတရွာလုံးတိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။ ရွာလမ်းမပေါ်မှာတော့မီးတုပ်ကန်ထားတဲ့ကင်းဆောက်ရွာသားတချို့ရှိနေပြီးသူတို့ကလည်းအချင်းချင်းစကားပြောလျက်ရှိနေကြတယ်။ထို့စဉ်ရွာရဲ့ခါလဲပိုင်းနေရာမှာရှိတဲ့လမ်းကျင်းလေးတွေကိုလူနေရဝင်ရောက်လာခဲ့တယ်။သူတို့ရဲ့ခြေလမ်းတွေကရွာအတွင်းစီးတဲ့ကိုရောက်လာခဲ့ပြီးမကြခင်မှာပဲအပြင်ကိုပြန်ထွက်သွားခဲ့ကြတယ်။ထို့စဉ်တကူလုံးနှမ်းမောင်နေရဲ့အကြောင်းတကောင်ကတောင်ထမ်းလက်တွေမိုးထားတဲ့အေကာမိုးပေါ်ကိုဘုခနဲ့ခုံချလာပါလေရော။ သူ့ရဲ့မျက်လုံးတွေကရွာပြင်ဘက်မှာလှုပ်ရှားနေတဲ့အရင်းတစ်ခုကိုတော့မမြင်တွေ့ခဲ့ရပေ။နောက်တနေ့မနက်မှာတော့အဖွားစိန်ညာကတရားလုံးမှရှိတဲ့သူတွေရဲ့ခြေမုံတွေကိုတောင်းယူစေခဲ့တယ်။ရွာလေးကတိတက်နားလဲတဲ့သူတွေကတော့ရွာသားတွေအနေနဲ့အစီအရင်တွေကိုဖျက်ကျော်မိရခါဘာအနေရမှမဖြစ်အောင်တောင်းယူခြင်းဖြစ်တယ်လို့ပြောခဲ့တယ်။ဒီချက်ကဆုံးဖြူမာရွာကိုဒုက္ခအကြီးကျယ်ရအောင်တွန်းပို့တယ်လို့ဖြစ်သွားခဲ့တာကိုတော့ဘယ်သူမှတတိမထားမိကြပေ။ညို့မှာ မင်းတင်ညကင်းကြရဲဆိုဟုတ်တယ်ကိုတို့ဒါကြောင့်ညနေစာစောစောစားနေရအေးအေးတတိဝတ္တိယလေးလဲထားပေါ့ကွာဟိုကောင်လေးကငါတို့အလစ်ကိုစောင့်နေရစိတ်ချပါညိုမောင်ရှိနေတဲ့ရွေ့ဘသူမှရွာထဲကိုမဝင်လာစေရအောင်ညိုမောင်ကရင်မက်ကိုလက်နဲ့ထုပြီးပြောလိုက်တာကြောင့်ကိုတို့စိတ်အေးကသွားကပြန်ထွက်သွားခဲ့တယ်ညာဘက်ရောက်တော့ညိုမောင်ကတခြားကင်းသမားတွေကို အချိုးတက်ပြီးကင်းနေဖို့ရွာနောက်ဘက်ကိုခေါ်ဆောင်လာခဲ့လိုက်တယ် ကိုရင်းညိုမောင်နေမကောင်းလားဗျကင်းသမားလူငယ်တယောက်ရဲ့စကားကြောင့်ညိုမောင်ကမျက်ခုံးကိုပြင့်တင်လိုက်ပြီးကောင်းပါလေကွဘာဖြစ်လို့လဲမသိပါဘူးဗျာမဘလာကြီးပတ်ထားတော့နေမကောင်းထင်လို့ပါအော်တညာလုံးကင်းဆောင်ရမှာဆိုတော့အေးအေးပတ်လို့မရဘူးလေဒါကြောင့်ပဝါပတ်ထားတာကွညိုမောင်ကပြုံးချွေရဲ့မျက်နှာထားနဲ့ပြောလိုက်ပြီးရွာနောက်ဘက်ကိုဆက်လက်ထွက်သွားခဲ့တယ်အဲ့ဒီချိန်အလွန်စူညံတဲ့ခေါင်းလောင်းတန်က ရွာရှိဘက်ကနေထွက်ပေါ်လာခဲ့တယ်။အချက်ပေးတန်ထွက်လာပြီဟဲ့။အားလုံးအတန်ကြားတဲ့ဘက်ကိုသွားကြည့်ကြအောင်။ကိုကြီးညို့မတယောက်တည်းအဆင်ပြေပါမလား။ကျွန်တော်หนีခဲ့မယ်လေ။ငါ့ကိုစိတ်မပူနဲ့။အတန်ကြားတဲ့ဘက်ကိုသာသွားကြ။မကြခင်ငါလိုက်လာခဲ့မယ်။ညို့မကကိသမားတွေကိုအတန်ကြားတဲ့ဘက်ကိုလွှတ်လိုက်ပြီးရွာနောက်ဖက်စည်းပြင်ကိုထွက်လာခဲ့လိုက်တယ်။အပြင်ရောက်တော့အသိဆောင်နေတဲ့လူနေရောက်စီကိုသွားပြီးပဝါနဲ့ထုတ်ထားတဲ့အရာတစ်ခုကိုကမ်းပေးလိုက်ရင် အရှိဘက်ကိုအယောင်ပြထားတာဆိုတော့သူတို့အလုံးရှုံနေမှာတေးကြတယ်ခုချိန်ရွာထဲဝင်ဘယ်သူမှရိမ့်မိမှာမဟုတ်ဘူးဒါပြင်းနေဝင်ကြတာပေါ့စီအာကြီးလည်းမကြခင်လိုက်လာမယ်ပြောတယ်အရင်ဆုံးမင်းတို့ခြေထောက်ကိုငါးချေမုံနေတုတ်လိုက်အောင်ညိုမစကားကြောင့်လူစိမ်းနှစ်ယောက်ကပဝါထဲရမြေမုံတချို့ကိုတုတ်လိမ့်လိုက်ပြီးရွာစည်းကိုကြော်ခွာလိုက်တယ်အထက်ရောက်တော့ကင်းသမားတွေတို့ဟန်ဆောင်ပြီးအဖွားစိတ်ညာအိမ်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်ရွာရှိဘက်မှာတော့ ကာမဏီရဲ့တပည့်ပညာတဲ့တချို့ကလည်းအစီရင်နေလောက်ထားတဲ့ရွာစီရိုးရဲကိုတိုးဝင်မှုစူးစမ်းနေခဲ့ကြတယ်။ညတကောင်ချင်းတဖန်နဲ့တဖက်တိုက်ခိုက်နေရဲ့စက်တေရမိုးကြိုးပြစ်တယ်လို့ဖြက်ခနဲ့ဖြက်ခနဲ့ထွက်ပေါ်နေခဲ့တယ်။အောင်မြတ်သားတို့ကတော့ရွာစီအထက်ကနေအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်လို့စက်ကြနဲ့တခြားရွာသားတွေကလည်းအစီရင်နေလောက်ထားတဲ့နေရာတွေကိုလှည့်ပတ်ကြည့်ရှုနေခဲ့ကြတယ်။အဲဒီချိန်အိမ်ခါမိုးပေါ်ကနေလူတယောက်ခုံစင်းလာပြီးကိုညူမှာ ဒါကဘယ်သွားမလို့လဲဗျဆက်ကြပါလားမင်းကတိုက်ပွဲဖြစ်တဲ့နေရာမသွားပဲဒီမှာဘာလုပ်နေရလဲဒီစကားကိုကျုပ်ကကိုညိုမအောင်မေးရမှာဒါနဲ့ဒီလူတွေကဘာသူရလဲသူတို့ကိုကျုပ်ရွာမှာတခါမှမမြင်ဘူးပါအောင်ဆက်ကြစကားကြောင့်ညိုမောင်နောက်မှာပါလာတဲ့သူနှစ်ယောက်ကအချင်းချင်းကြည့်လိုက်ပြီးညာဘက်လက်ကိုဖြတ်ခနဲလှုပ်ရှားလိုက်ပြီးမြဲအချင်းလေးကိုရင်းမိရဲ့ဆက်ကြကနောက်ကျိုးပြစ်ရှောင်းလိုက်ရကြောင်တဲ့တကောင်ဖြစ်ပြောင်းလဲသွားပြီးအမောင်တူတဲပြေးဝင်သွားတော့တယ် ဒီကောင်ကရှုပ်သွင်ပြောင်းပညာတက်နေပါလားညူမောင်ကအံအောတုံးလုံးစွာရေယူလိုက်တဲ့ချိန်ရွာလေဝင်းပေါင်းကနေရာကနေဂါမနီနဲ့တူတခြားပညာသင်၅ယောက်ဝင်ရောက်လာခဲ့တယ်။ဆရာကြီးရောက်လာပြီလားခုနကထွက်ပြေးသွားတာဘသူလဲညူမောင်ဆက်ကြလို့ခေါ်တဲ့ကာလာသားတယောက်ပါဆရာကြီးသူသူကရုပ်သွင်ပြောင်းမှော်စင်ပညာကိုတက်နေရဲ့ငါခုနမြင်လိုက်တယ်ညူမောင်မင်းတို့သူတို့တိသွားကြပြီဆိုတော့အရင်ဆုံးရှောင်နေလိုက်အောင် ကျွန်တော်ငါတို့ဆက်လုပ်လိုက်မယ်။ကာမနီယာညူမအောင်ရှောင်းခိုင်းလိုက်တဲ့အချိန်ဆက်ကြာလဲအောင်မြတ်တာတို့စီသွေးတန်တရရနဲ့ရောက်လာခဲ့တယ်။ဆရာဆရာရွာထဲမှာဟိုကောင်တွေရောက်နေကြပြီ။သွေးချင်းချင်းညီညီရဲ့လက်မအောင်စုပ်ကန်ရင်ပြောလိုက်တဲ့ဆက်ကြာစကားကြောင့်အောင်မြတ်တာအနာကပ်သွားပြီ။ဘလို့ဖြစ်တာလဲဆက်ကြာ။ညူမညူမသစ္စာဖောက်ပြီးစီရ။သူသူတို့ဖွားစင်ညာအိမ်ဘက်သွားနေကြတယ်။ဖိုးကတော့မေဆက်ကြာကိုငါတို့တဲရဲစီကိုခေါ်သွား မကြခင်ငါတို့ပြန်လာခဲ့မယ်။အောင်မြတ်သာလည်းဖိုးကလုံးကိုထားခဲ့ပြီးကြံတဲ့သူတွေနဲ့ရွာသားတချို့ကိုခေါ်ကဖွားစိတ်ညာအိမ်မက်ထွက်လာကြတယ်။အိမ်ရှိရောက်တော့တကယ်မကြီးနှစ်ချက်ကပွင့်ထွက်နေသလိုညနေစိမ်းလူနေရောက်သွေးရည်ထဲမှာလဲနေရမြင်လာရတယ်။သူတို့ရှိမှတော့ဖွားစိတ်ညာကခက်ပြုံးပြုံးမျက်နှာထားနဲ့ရက်နေခဲ့တယ်။အဖွာဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ပါဘူးကွ။စိတ်ညာကဘလို့မင်းမလဲဆိုတာသူတို့သိသွားကြပြီလေ။အဖွာ ဒါရီအားလုံးကမျိုးမောင်ဆွေရလူတစ္ဆာဖောက်လို့ဖြစ်ရတာဒီကိုငါယုံကြည်ခဲ့တာကြောင်အခွင့်ကောင်းယူပြီးကိုရွာကိုဒုက္ခပြန်ပေးသွားပါလားဖွားစိန်နာကတောက်တချက်ခတ်လိုက်ပြီးသွေးရိုင်နဲ့လဲကျနေတဲ့သူတွေကိုလှမ်းကြည့်ကရွာရှိဘက်မှာလဲတိုက်ပွဲတွေပြင်းထန်နေရမဟုတ်လားဟုတ်ပါတယ်အဖွားအဲ့ဒီကိုအရင်သွားကြတာပေါ့အဖွားစိတ်နာစကားကြောင့်အောင်မြတ်သားတို့လည်းရွာရှိဘက်ကိုထွက်လာခဲ့လိုက်တယ်ရွာသားတွေကလည်း ဖွားစိတ်ညာအုပ်တွေတော့ဝမ်းသာအားရနဲ့ပြေးလာပြီအဖွားဒီကောင်နဲ့ချက်ချင်းပြန်ဆုပ်သွားကြတယ်ဟွန်းရုတ်တရက်ကြီးပြန်ဆုပ်သွားရလားဟုတ်တယ်စီအာထိခိုက်တန်ရာရတဲ့သူတွေတော့ပဲပြန်ဆွဲသွားကြတာသူတို့ကြံကိုအဖွားတို့တိသွားလို့ပြန်ဆုပ်သွားကြတာနေမှာဘလို့ပဲဖြစ်ဖြစ်ပေါ့အဖွားရသူတို့ရဲ့ခေါင်းဆောင်ကိုမဖမ်းမိသေး၍စိတ်အေးလို့မရနိုင်ဘူးဆရာစိတ်ကိုနားလဲပါတယ်သူတို့ဘက်ကအကြောင်းတစ်ခုခုရှိလို့နောက်ဆုတ်သွားတာဖြစ်မှာပါကဲကဲ တရားရသူတွေကိုစေကူဖို့ပြင်ကြတော့အဖွားစိတ်သာစကားကြောင့်အောင်မြတ်တာတို့ဘာမှမပြောတော့ပဲတရားရတဲ့သူတွေကိုကုသပေးဖို့ထွက်လာလိုက်တယ်။သူတို့နဲ့မောက်တူငါအိမ်မော်ကအလောင်းလေးကိုမြေမြုပ်လိုက်အောင်ဟုတ်ကဲ့အဖွားအဖွားစိတ်သာစကားကြောင့်သူတို့နဲ့မောက်တူတို့နှစ်ယောက်အလောင်းနှလောင်းကိုပခုံးပေါ်ထမ်းပြီးရွာနောက်ဖက်ကွင်းမြေကိုထွက်လာခဲ့လိုက်တယ်။လန်တဝဲရောက်မှတော့သူတို့ရှေ့ကနေလေပင်းမှာပဝါစီးထားတဲ့လူတယောက်ဘွားကနေပေါ်လာတော့တယ်။ညမမင်းဘယ်ကနေထွက်လာလဲ ခမားတို့စောင့်နေရလေညိုမောင်ကရီကျဲကျဲပြောရင် လက်သေးခိုင်ထားတဲ့အရာနဲ့လက်ဘေးကိုဆက်ခနဲ့ထိုးကြလိုက်ရသူတို့နဲ့မောင်တူတို့နှစ်ယောက်စကံမေးတော်မရပဲလဲကျသွားခဲ့တယ်အဲဒီချိန်သွေးလေးလေးဖြစ်နေတဲ့လူသေးလောင်းတစ်ခုရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလာကကုန်းထလာခဲ့သလိုသူတို့နဲ့မောင်တူတို့ရဲ့ခန္ဓာကိုယ်ကလည်းလှုပ်ရှားလာခဲ့တော့တယ်မင်းမင်းကဘာတူလဲသူတို့ကတတိယရချင်းသူ့ရဲ့ခန္ဓာကိုယ်ကြည့်ပြီးမေးလိုက်တဲ့ချိန် ငါတတူးလေမင်းတို့မင်းတို့ငါတို့ခန္ဓာကိုပြောင်းလဲလိုက်တာလားငါတို့ကမင်းတို့ခန္ဓာကိုခဏငှားလိုက်တာလေလောလောဆယ်ညူမောင်ခေါ်တဲ့နောက်ကိုလိုက်သွားပေးလိုက်နော်တတူးဆိုတဲ့လူကစိတ်ဝိညာဉ်ပြောင်းလဲသွားတဲ့သူတို့ခန္ဓာကိုယ်ကိုအံ့ဩစွာကြည်နေတဲ့ချိန်ဉာဏ်လုံးတွေလေးလံလာပြီးတတိလိကမိမျောသွားတော့တယ်မကြမီလက်ပြီးမှပဝါပတ်ထားတဲ့လူကတတိလိနေရဲ့လူနှစ်ယောက်ကိုပခုံးပေါ်ထန်းကအမောင်တူတဲကိုထွက်သွားခဲ့ပါတော့တယ် ်အေးဆက်ဆက်အထီးတွေ့ကြောင့်တတိလင်းနေရဲ့ဒေါ်စိညာတယောက်လှန်နိုးလာခဲ့တယ်။ငါငါဘယ်ရောက်နေရလဲ။အဖွာနိုးလာပြီလား။ညိုမောင်ငါငါဘယ်ကိုရောက်နေရလဲ။အဖွာစိတ်ငြိမ်နဲ့နေရာတစ်ခုကိုရောက်နေရပါ။ရွာတော်လည်းစိတ်မပူပါနဲ့။ဆရာကြီးကအဖွာနေရာဝင်ပြီးစောင့်ရှောက်ပေးနေပါတယ်။ဒီရောမအဖွာစိတ်ညာသဘောပေါက်သွားပြီးအင်အားရှိသမျှရုန်းကန်လိုက်ပြီးမြဲခန္ဓာကိုယ်ကတင်းတလောက်မယုံကန်နိုင်မြဲ။ ပြော့ခွေကလဲကျသွားတော့တယ်။အဖွာအားကုန်မခံပါနဲ့ဗျ။ညို့မမင်းမင်းကတက်ဆက်ဖောက်ပဲ။အဖွာကြိုက်တယ်လို့ပြောလို့ရပါတယ်။ညို့မကဘာမှမဖြစ်ပါဘူး။ဒါနဲ့လေဆရာကြီးကမှော်စင်စာအုပ်တွေထားတဲ့နေရာပြောပြရင်အဖွာကိုမူလနေရာပြန်ပို့ပေးမယ်ဆိုပြီးပြောခဲ့တယ်ဗျ။မှော်စင်စာအုပ်တွေကိုရဖို့စိတ်တော်မကူနဲ့လို့ပြန်ပြောလိုက်စမ်း။ဒီကျင်းစင်စာအုပ်တွေကသူနဲ့မတန်ဘူး။အဖွာစိတ်ညာရဲ့စကားကြောင့် ညိုမောင်မျက်နှာတင်းကနေဖြစ်သွားပြီးမျက်လုံးကိုမှိတ်ကတပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်ပါတော့တယ်။မကြခင်အဖွားစိတ်ညာရဲ့နာကြီးစွာအော်ညီးတဲ့ကတိတ်ဆိတ်နေတဲ့ညာချင်းကိုဖောက်ထွက်လာပါတော့တယ်။ဆက်ကြမင်းလက်မောင်းတန်ရတက်တာရဲ့လားတက်တာပါတယ်စီယာအမရောဆရာတို့ရောဂယူးဆိုင်ပေးကြလို့အချိတ်တို့တွင်တက်တာလာပါပြီ။ဒါနဲ့ရွာထဲမှာဘာမှထူးခြားတာမရှိဘူးလား။ရွာကတော့ပုံမှန်ပြန်ဖြစ်သွားပါပြီ ဒါကတော့နည်းနည်းထူးဆန်းနေရဲ့လို့ထင်မိရဲ့ကျွန်တော်လည်းဆေးရလို့တွေးနေမိရဲ့မော်စင်စာအုပ်တွေကိုလူကျင်တဲ့သူကရုတ်တရက်ကြီးငြိမ်သွားတာထူးဆန်းနေရဲ့စကြစကားအဆုံးမှာအင်ရှီယာနေလှမ်းခေါ်တဲ့အတန်ကြာလို့ထွက်ကြည့်ရောဝါခမောက်ကိုခန့်ခိုင်းခိုင်းစောင့်ထားတဲ့သူတို့ဖြစ်နေခဲ့တယ်။ဘာကိစ္စရှိလို့လဲကိုကြီးစကြကိုအဖွားစိတ်ညာခေါ်ခိုင်းလိုက်လို့ခဏနေလာခဲ့မယ်ကိုကြီးသူတို့ထွက်သွားတော့စကြအောင်မြင်သားတို့နဲ့အတူအဖွားစိတ်ညာရှိရာဘက် ထွက်လာခဲ့လိုက်တယ်။အဖွား ကျွန်တော်ကိုခေါ်ရဲဆိုလို့ဘာကိစ္စရှိလို့လဲမင်းထံရတက်တာပြီလားတက်တာပါပြီအဖွားဒါပြင်ဆက်ကြတော့ဆရာတို့ရောအိမ်မော်တက်ကြပါအောင်အဖွားစိတ်ညာစကားကြောင့်အောင်မြတ်တာတို့လည်းအိမ်မော်တက်လာခဲ့လိုက်တယ်အိမ်မော်ရောက်တော့အဖွားစိတ်ညာကမင်းအနေနဲ့ရုပ်သွင်ပြောင်းမှော့စဉ်အကျင့်ကိုစမ်းမကျင့်တော့ဘူးလားလောလောဆယ်အဲ့ဒီဘက်ကိုအာယုံမထားနိုင်သေးလို့ပါအဖွားအင်းကျင်းစင်နဲ့ပတ်သက်ပြီးမတိနားနဲ့တာရှိခဲ့ရင်အဖွားကိုလာမေးလို့ရတယ်နော် ဟုတ်ကဲ့ပါအဖွား ဒုတိယအတွဲထဲမှာကျွန်တော်နားမလည်တဲ့အကြောင်းအပိုင်းနားမေးပါမယ်။ဒါနဲ့ဆရာလေးတို့လည်းရွာမာနေရတာအဆင်ပြေရဲ့လား။အားလုံးအဆင်ပြေပါရဲ့ဖွာ။တကယ်တော့အဖွာတို့ကဆရာတို့ပြည့်တနာလေးဆွဲထည့်မိရပါ။မဟုတ်တာအဖွာရဲ့ကျွန်တော်တို့ကိုယ်တိုင်မူရင်းစိတ်နဲ့ကုညီပေးရပါ။ဆရာလေးတို့အတွက်အပန်းမကြည့်ရင်အဖွာအကူအညီတစ်ခုတောင်းစရာရှိလို့ပါ။ဖာများလည်းအဖွာအာမနာပဲပြောလို့ရပါတယ်။မင်းနဲ့ပြန်ကြရင်အဖွာအနေနဲ့မော်ကျင်းစင်တစ်ခုကျင့်မှာမို့လို့ ဆရာတို့အနားမှာစောင့်ရှောက်ပေးနိုင်မလားအပွားကဘလို့ကျင့်စဉ်ကျင့်မလို့လဲလိပ်ပြလွင်နဲ့ကျင့်စဉ်တခုကျင့်မလို့ပါကျွန်တော်တို့ကဘလို့စောင့်ရှောက်ရမှာလဲဒီကျင့်စဉ်ကျင့်တဲ့အခါမမြင်ရတဲ့အနောက်ရှက်တွေဝင်နိုင်တာမို့ဆရာတို့ကလိပ်ပြလွင်ပြီးအနားမှာစောင့်ရှောက်ပေးစီခြင်းပါတယ်ဒါအရန်ကိုအန္တရာယ်များတဲ့ကျင့်စဉ်ပဲဟုတ်တယ်ဒါကြောင့်ပညာစွမ်းထက်တဲ့ဆရာတို့အကူအညီတောင်းရတာပါအဖွားစိတ်ညာစကားကြောင့်အောင်မြတ်တာအပြည့်မပေးသေးပဲအတန်ကြာစဉ်းစားကား ဒီညကြုံစင်းစားပြီးပြန်ပြောပေးပါမယ်။ရပါတယ်ရပါတယ်။ဆရာတို့စီရအဖြစ်ရမှအပွားနဲ့လှုပ်တင်းမလှုပ်တင်းဆုံးဖြတ်ရမှာမို့တေချာပြောပေးပါနော်။ဒါဖြင့်ကျုပ်တို့ပြန်ကွင်းပြူပါအောင်။ကောင်းပါပြီဆရာ။တတို့ရေဆရာတို့ကိုလိုက်ပို့ပေးလိုက်အောင်။ဒီပွားကြီးကဘာသဘောလဲဆရာ။လိပ်ပြလွင်ကျင်စီကဘလောက်အန္တရာယ်များလဲသူမသိရလား။ငါလည်းဒီအချက်ကိုစဉ်းစားနေရ။သူအားပါကြောင့်ငါတို့အကုန်လုံးလိပ်ပြလွင်ခိုင်းရအောင်လေ။ ဆရာကျွန်တော်တခုဝင်ပြောလို့ရလားပြောပါမောင်ကောင်းအပွားစိတ်ညာကိုင်းရစားတာအရင်ကမမြင်ဘူးနော်အခုသူ့ရဲ့ရောက်တော့ထိုင်ကုန်ပေးမှာကိုင်းရတလုံးချထားတာတတိထားမိတယ်လို့သူ့သွားရရလဲကိုင်းစားထားလို့နီးရဲနေရပဲဒါနဲ့လိပ်ပြလွင်တဲ့ကိစ္စဘာဆိုင်လို့လဲဆိုင်နာဘောခွန်လာရဲ့လာပြင်းနေညာအပြင်းထန်လာတိုက်ကြတဲ့ဂါမနီရဲ့တပည့်ရိယအဲ့နောက်ပိုင်းဘာလို့မတိုက်ကြတော့တာလဲနောက်တစ်ချက်ကအဖွားစိတ်ညာလူတယောက်ကိုခေါ်ခြင်း သူခေါ်ခြင်းတဲ့လူရဲ့အိမ်မှာရှိတဲ့ခေါင်းလောင်းအတန်လီယာသူ့ပညာနဲ့လှုပ်တယ်လေခုကြတော့လူလူပြီးခေါ်ခိုင်းနေရမထူးဆန်းဘူးလားဒါကြောင့်လိပ်ပြလွင်တဲ့ကိစ္စကိုအလို့တကြီးမဆုံးဖြတ်စေခြင်းမောင်ကောင်ကအဖွားစိတ်ညာကိုတန်တရားဝင်နေရလားဟုတ်တယ်စရာ စက်ကြဒဏ်ရာရလာတဲ့ညာဟိုကောင်နေအဖွားရဲ့ဘက်ကိုတွားနေရဲ့လို့ပြောတယ်လေကျွန်တော်တို့ရောက်သွားတော့အဖွားစိတ်ညာရန်သူတွေကိုအနာယူပြီးပြီအဖြစ်ပြက်ကအယမ်းမမြန်လို့လား အိမ်လေးတွေကညူမာတော့သူ့မိသားစုပါပျောက်သွားတာနဲ့စဉ်းစားစရာပဲ။မောင်ကောင်းစဉ်းစားရလဲတဘာဝကြပါလေ။မောင်စမားကရောဘလို့မြင်လဲ။အပြည့်ပြည့်တီကိုဆက်ဆက်တွင်ရင်ကျွန်တော်လည်းတန်တရာနည်းနည်းဝင်မိရဲ့။ဟိုလေးစီအားကျွန်တော်တို့ရွာကိုစရောက်တော့အဖွားစိတ်များကဆရာကိုမော်စင်စာအုပ်တွေထားတဲ့အခန်းထဲခေါ်သွားဘူးတယ်မလား။အင်းဟုတ်တယ်။အခုမောင်ကောင်းတန်တရာဝင်နေရဲ့ချက်ကိုဒီရာနဲ့ဖြည့်ရှင်းလို့ရတယ်။တကယ်လို့ဗျာအဖွားစိတ်ညာအစီဆိုရင် စေရအောင်စာအုပ်တွေထားတဲ့အခန်းခေါ်သွားမှာပဲအတူဆိုရင်တော့အကြောင်းမျိုးမျိုးပြပြီးညင်းနေမယ်မနေ့ကျရင်မင်းတို့ပြောသလိုတောင်းဆိုကြည့်မယ်သူ့ဘက်ကညင်းရင်တော့ငါတို့ဘက်ကလှုပ်ရှားရှိရာဆက်လုပ်ရမှာပဲမနေ့မိုးလင်းတော့အောင်မြတ်သားကအဖွားစိတ်ညာစီသွားပြီးပညာစင်စာအုပ်ထားတဲ့အခန်းဝင်းကြည့်ခြင်းကြောင့်ပြောလိုက်တယ်ဒီစကားကြတော့အဖွားစိတ်ညာမျက်နာတစ်ချမ်းမှမပြတ်ပဲပညာစင်စာအုပ်တွေထားတဲ့နေရာကိုခေါ်သွားမယ်ဆိုပြီးသူ့ရိတ်တဲ့အခန်းစီခေါ်ဆောင်လာခဲ့တယ်ထိုစဉ်အောင်မြတ်သားက ဟကနဲ့တစ်ချက်ရည်ပြီး အသေးဆောင်လာတဲ့မူလပြန်အင်းစမာနဲ့အဖွားစိတ်ညာရဲ့ကြောပင်ကိုရိုက်ချလိုက်ပြီးမဲ့အဖွားစိတ်ညာကခန္ဓာကိုယ်စောင်းပြီးရှောင်လိုက်တာကြောင့်အင်းစမာဘေးကိုချော့ထွက်သွားတော့တယ်။အဲဒီချိန်အဖွားစိတ်ညာရောက်ကြားတန်ရင်နဲ့ထရည်ပြီးမင်းကဘယ်ဆိုးလို့တော့ကောင်းလေးရဲ့မင်းကဂါမနီလားငါနာမည်ကိုတော့သိနေပါလားစကားပို့ရပြောမနေနဲ့အဖွားစိတ်ညာအခုပဲမှလဲသူ့ကိုလုံခြုံတဲ့နေရာမှာထိမ့်သိမ်းထားပါတယ် ဒါနဲ့မင်းတို့ကကိုနဲ့မဆိုင်တော့ဘာလို့ဝင်ရှုံးကြရလဲကျုပ်တို့ကတာဝန်ပေးရတိုင်းလောက်တာပဲလေမင်းသာဖြောင်းမှန်နေသူဆိုရင်မိမက်ကနေငါတို့ပါဝင်ကူညီပေးမှာပဲအစားကတော့ဒီဟာကိစ္စမင်းတို့နဲ့မဆိုင်ဘူးဆိုပြီးလှုပ်ပေးတော့မလို့ပဲနောက်မှသိရတာကမင်းတို့ကနတ်ဖွဲ့ရွာမှာငါဆရာနဲ့ပညာတူညီကိုတွေကိုစော်ကားခဲ့တာကြောင့်ဒီအချိန်လေးမျိုးရအောင်ဖန်တီးလိုက်တာမင်းတို့ကိုတက်ပြီးမှဒီဟာကိုမီးလောက်တိုက်သွင်းရင်လည်းနောက်မကြသေးပါဘူး မင်းကမရဏရဲ့တပည့်လားတိတ်ဟုတ်တာပေါ့ခုတော့မင်းတို့အားလုံးငါးလက်ထဲမှာတေဖို့ပြင်ထားမောင်းထေးဟိုကောင်ကိုခေါ်လာခဲ့ဂါမနီရဲ့စကားအဆုံးမှာလက်နှစ်ဖက်ကိုနောက်ပြန်ကျူတုတ်ခန့်ထားရတဲ့ဖိုးကလုံးကရက်ကန်ရက်ကန်နဲ့ပါလာခဲ့တယ်ဆရာဒီကောင်နေကျုပ်ကိုလိန်ပြီးခေါ်လာတာဗျအောင်မြတာကဖူကလုံးကိုလမ်းကြည့်လိုက်ပြီးဂါမနီဘက်ကိုပြန်လဲလိုက်တယ်။မင်းရဲ့အဆင့်တန်းတော်တော်နှိမ့်ကြပါလား။ငါမင်းကိုဒီလောက်အောက်တန်းကြမယ်လို့မထင်ထားလား။ မင်းပြောလဲခံရမှာပဲငါဆိုတဲ့ကောင်ကလူကျင်နာရဖို့ဆိုရင်ဘာဖြစ်ဖြစ်လုပ်မှာဟောရီမှာကြည့်ကာမလီကအနားမှာရှိရဲ့ထိုင်ကုန်မှာထိုင်ချလိုက်ပြီးခြေထောက်ကိုထောင်ပြလိုက်ရခြေပဝါးထဲမှာဖျားပုတ်တက်တူးထူထတာမြင်လိုက်ရတယ်ဒီလောက်ဆိုမင်းအကြောင်းသိလောက်ပြီးမို့ဘာမှထက်ပြောမနေတော့မင်းတက်နိုင်တက်ဆန်းအောင်မြတ်သားမျက်နှာတစ်ချမ်းမပြတ်ဘဲစိန်ခေါ်ပြီးရှေ့ကိုတက်သွားခဲ့တယ်အဲ့ဒီချိန်အောင်မြတ်သားရဲ့ခန္ဓာကိုယ်ရေကနေ အထူးရောင်မိကိုးရောင်နေရောထွေးရဲ့ရောင်စင်းနေဖြာထွက်နေတာကိုမောင်ကောင်းတို့အားလုံးမြင်တွေ့လိုက်ရတယ်။ကောင်မလီကအောင်မျက်သာရှိတိုးလာတာမြင်တော့ဖိုးကရုံးကိုတတ်ဖို့ခေါင်းငိတ်ပြလိုက်တယ်။မောင်တယ်လည်းကောင်မလီရဲ့အမိန့်ကိုရရနဲ့ဖိုးကရုံးရဲ့လက်မျိုးချူကနေလိန်ချိုးလိုက်ရ။လက်ပင်းကမချိုးသွားပဲတန်ချောင်းလိုမှာတောက်နေရခံစားလိုက်ရတယ်။အဲဒီချိန်ပတင်းပေါက်ကနေကြောင်နဲ့တကောက်ခုံဝင်လာပြီးမောင်တယ်ရဲ့မျက်နှာကိုကုတ်ဖက်ကတိုက်ခိုက်ပါလေရော။ကောင်မလီလည်းညံဆန်လုံးတဲ့အဖြစ်ကြောင့် တပည့်ဖြစ်သူမောင်တိန်ကိုဆွဲခေါ်လိုက်ပြီးမျက်နှာကိုကုတ်နေတဲ့ကြောင်နဲ့ကိုအမိကနေဆွဲကိုင်းကအင်ဂျင်ဘက်ကိုပြစ်ထုတ်လိုက်တယ်။အဲဒီချိန်မောင်ကောင်းတဲ့ခွန်လာတို့ကကာမနီကိုအတင်းဝင်လုံးပြီးတိုက်ခိုက်ဖို့အနားကပ်လာခဲ့ရာအနားမရောက်ခင်မှာပဲမမြင်နိုင်တဲ့တွန်းအားတစ်ခုကြောင့်အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။မောင်ကောင်းနောက်ဆုံးနေတရားမှရှေ့တိုးမလာနဲ့။အောင်မြတ်တာကစကားကြောင့်ဘသူမှရှေ့မတက်ပဲရပ်နေကြတဲ့ချိန်ပိုကလုံးကအိမ်အောင်ဆင်းပြေးသွားခဲ့ပြီးနာကျင်စွာညှင်းနူနေတဲ့ ်ဆက်ကြောင်တွဲထူနေခဲ့တယ်။ကာမလီကလည်းသူ့ရဲ့တပည့်ဖြစ်သူမောက်ထေကိုဘေးဖယ်ခိုင်းလိုက်ပြီးအတိုက်ဆက်ကိုအောင်မြင်တာစီပြင်လွှတ်လိုက်တယ်။အတိုက်ဆက်ကအောင်မြင်တာမျက်နှာရှိကိုရောက်တာနဲ့ထမြက်လာတဲ့ဓာတ်ကိုထိရဲ့နှီးလို့ဘေးကိုဖြားထွက်သွားခဲ့တယ်။အယောင်သွေးစုံနေတဲ့အတိုက်ဆက်တွေကြောင့်မောက်ကောင်းတို့ရဲ့မျိုးလုံးတွေကျိတ်ဆက်နေခဲ့တယ်လို့ကာမလီကလည်းပညာကုတ်ထုတ်သုံးပြီးအောင်မြင်တာကိုတိုက်နေခဲ့တယ်။ကာမလီရဲ့အတိုက်ဆက်တွေကပြင်းထန်လာတယ်လို့အယောင်သွေးကလည်းစုံနေလာလို့ အောင်မြတ်သားတော်တစ်ချက်တစ်ချက်အနောက်ကိုရိုက်လူဆဲဆဲဖြစ်ခဲ့ရတယ်။မောင်စမားတို့ကတော့တချမ်းမှပြန်မတိုက်တဲ့ဆရာဖြစ်သူကိုကြည့်ပြီးအာမလို့အာမရဖြစ်နေခဲ့ကြတယ်။တကယ်တော့အောင်မြတ်သားပြန်မတိုက်တာမဟုတ်ပဲပြန်တိုက်မဲ့အခွင့်အရေးမရတဲ့အထိကာမဏီကလက်ဦးမှုယူထားခဲ့တာပဲ။တတိတစ်ချက်လွတ်သွားတာနဲ့အတိုက်ဆက်ပေါင်းစုံကနှလုံးတက်တဲ့ဝင်ရောက်လာမှသိရဲ့အောင်မြတ်သားအနေနဲ့ကာမဏီရဲ့ပညာဆက်တီကိုတတိကြီးစွာကာကွယ်နေခဲ့ရတယ်။အဲဒီချိန် ဖူကရုံတွဲထူထားတဲ့စက်ကြာရှိသမျှခွန်အားတွေကိုစုစည်းပြီးကာမနီရဲ့ရှေ့ကိုတိုးဝင်သွားတဲ့ချိန်မှာတော့အတိုက်ဆက်ပေါင်းများစွာကစက်ကြာရဲ့ရင်မှတ်တဲကိုစုပြုတ်ရောက်သွားခဲ့တယ်လို့ကာမနီလည်းဟန်ချက်ပြက်ကအနောက်ကိုရိုင်းသွားခဲ့တယ်။ဒီအခွင့်အရေးကိုအောင်မြတ်တာနဲ့မောင်စမားတို့ကအမိရယူပြီးပညာသိန်းစမားကိုကဦးကောင်းတတဲ့ကိုရိုက်ချလိုက်တယ်။ကာမနီနေနဲ့မောင်စမားရိုက်တဲ့စမားကိုလက်ပြန်ဟန်တားနိုင်ခဲ့ပေမဲ့ အောင်မြတ်တာရိုက်တဲ့စမအိုတော့ဘလို့မှတားဆီးနိုင်စွမ်းမရှိပဲကျမ်းမို့ဒူးထောင်းလေးရကြသွားတော့တယ်ကောင်မဏီရသွေးရည်ထဲမှာစန့်ငယ်စန့်ငယ်ဖြစ်နေသလိုဆက်ကြာလည်းခန္ဓာကိုယ်တစ်ခုလုံးသွေးတွေရဲရဲနေလေးရအတက်ငီနေခဲ့တယ်အောင်မြတ်တာလည်းဆက်ကြာကိုအတက်နိုင်ဆုံးကဲတင်မှုကြိုးစားခဲ့ပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်လက်ထဲမှာနေဆုံးမသွားတော့တယ်ဆက်ကြာရဲ့သွေးဆက်တရဖိုးကလုံးရဲ့အင်ကြီးပေါ်မှာဆွန့်တင်နေခဲ့သလိုဖိုးကလုံးရဲ့ပါးပြင်မှာလည်းမျက်ရည်စာတချို့ဆွန့်တင်နေခဲ့တယ် မောက်ကောင်းတဲ့ခုံးလာကတော့ကာမနီရဲ့တပည့်ဖြစ်သူမောက်ထိန်ကိုထွက်ပြေးလို့မရအောင်ဖမ်းချုပ်ပြီးအဖွားစိတ်ညာရှိရနေအောင်ပို့ခိုင်းခဲ့တယ်။ဒါမဲ့မောက်ကောင်းတို့ရောက်သွားချိန်မှာတော့အသက်မဲ့နေတဲ့အဖွားစိတ်ညာရဲ့ရုံလောင်းတာမြင်လာရပြီးကျန်တဲ့အဖွဲသားတဦးတယောက်ကိုမှမတွေ့ရတော့ပေ။မိုးလေးဖွဲဖွဲကျနေတဲ့နေ့တနေ့မှာတည်သက်စွာပြုလုပ်ထားတဲ့အုတ်ကုနှလုံးရဲ့ရှိမှာဖူကရုံငန်းတိုင်တိုင်ထိုင်နေခဲ့တယ်။ကောင်းလေ။မင်းရောငါရောတနေ့ကျရင်ဒီလိုအဖြစ်နဲ့ကြုံရမှာအောင် ဘာလို့စိတ်နှကောင်းဖြစ်နေရလဲမင်းရဲ့ဝမ်းနေတဲ့စိတ်တွေကိုအားအပြည့်အသုံးချလိုက်စမ်းပါလာလာအချိန်လဲလင့်နေပြီသွားကြရအောင်ပြောပြီးတော့ဆွဲခေါ်သွားခဲ့တော့တယ်ဆရာဆက်ကြအုပ်ကူပေါ်မှာကြောင်တဲ့တကောင်ထိုင်နေပါလားဖိုးကလေးစကားကြောင့်အောင်မြတ်တာလဲကြည့်လိုက်ရကြောင်တဲ့ကိုမတွေ့ရတော့ပဲလေအဝေးမှာကြွေးကြနေရဲ့တိရွဲ့ချောင်းတချို့ကမြင်လာရတော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ မော်စင်ပညာပြိုင်ပွဲဆိုတဲ့ဇလံကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။